ဲ့ဒီအစားသူများနိုင်ငံဒီမှာကအင်တာနက်ဘုတ်တွေထူလာပြီအင်တာနက်နဲ့ဒိုင်းရိုက်ချက်ဆက်သွဲတယ်ကလေးတွေကိုဘာလို့မလဲတခါတည်းသူတို့ဥပမာပေါ့ဗျာအီဂျစ်နိုင်ငံအကြောင်းသင်မယ်ဆိုလို့ရှိရင်ကလေးတွေကိုဒီဘုတ်ပေါ်မှာအီဂျစ်ကတိုးသူတို့တခါတည်းခေါ်သွားတာကလေးတွေဟာဟိုမှာဒါတော့ပီရမစ်ကြီးဒါတော့ဘလူဟာသဲကန်နာရဘလူဘာညာတခါတည်းဖမိုင်းနဲ့ချီပြီးတော့အင်တာနက်ကနေပြီးတော့ပြနိုင်တဲ့ခေတ်ကြီးရောက်လာပြီ အဲ့လိုပြနိုင်တဲ့ခေတ်တွေရောက်လာတဲ့အချိန်မှာကျွန်တော်တို့သာသမီတွေကိုကျွန်တော်တို့ကဟလာအီဂျစ်ပြည်အကြောင်းကိုစာကြက်ခိုင်းနေရတဲ့ဘွားတွေပဲရှိနေပါသေးတယ်ဒီတဲ့ပူဆိုတာအောက်ဆီဂျင် ထုတ်ဖော်ပုံကိုလက်တွေ့ဓာတ်ခွဲကားနဲ့မှပြရမယ်စာ အောက်ဆီဂျင်ထုတ်ဖော်ပုံမှာဆိုပြီးတော့ခလီးတွေကိုစာအုပ်ကြီးနေနဲ့ကြည်ပြီးတော့စာအုပ်ကိုရွတ်ခိုင်းနေတာကအင်မတန်ဆိုးပါတယ် ကြောင်းသာပြီးသွားတဲ့ဓက်ခွဲခန်းနဲ့မဝင်ဘူးတဲ့ကြောင်းသားတွေအများကြီးဒီခေတ်ဒီမှာရှိနေပါတယ်။အလားတူစွာပဲမာတီမီဒီယာရုံးတွေထူထောင်ထားတယ်၊ကွန်ပျူတာခန်းတွေထူထောင်ထားတယ်။ကြောင်းထဲကကွန်ပျူတာခန်းကိုမဝင်ဘူးတဲ့ကြောင်းသားတွေအများကြီးဖြစ်ခဲ့ပါတယ်။ဒါတွေကကျွန်တော်တို့ပညာရေးရဲ့ချုပ်ရင်းချက်တွေအားနည်းချက်တွေပါ။အဲ့တော့ကိုယ့်အကူပညာတတ်ချင်လို့ရှိရင်ကွန်ပျူတာပညာတတ်ချင်သလား အပြင်မှာတင်နေနေရတာခက်အင်္ဂလိပ်စာတတ်ချင်သလားအပြင်မှာသွားပြီးတော့တင်နေကြရတဲ့ခက်ကိုယ်တိုင်ကြိုးစားပြီးတော့ကိုယ်တိုင်ရုံးနိုင်မှာကိုယ်တိုင်ပညာရနိုင်မယ်ခက်ဖြစ်သွားပါပြီကျောင်းနေမှာတော့ကျွန်တော်တို့ကကျောင်းစာလွဲပြီးတော့ဘာမှသင်ကြားပေးနိုင်တဲ့အနေအထားတွေမဖြစ်သေးတဲ့အတွက်ကြောင့်ကျွန်တော်တို့ကကွန်ပျူတာလည်းစိတ်မကူပါနဲ့အင်တာနက်ဆိုတာအဝေးကြီးပါကျောင်းကဆရာဆရာမတွေကိုနိုင်ကိုကခဏတည်း Facebook လောက်ပဲသိပါတယ် Google မသိပါဘူး Google မှာ search လုပ်နိုင်တယ်ဆိုတာမရှိပါဘူးအခုပေါ်နေတဲ့ AI တို့ဆိုတာအဝေးကြီးပါ AI ကိုငါတို့မေးချင်တာမေးလို့ရတယ်ငါတို့ဖလှယ်လို့ရတယ်အသိပြေကျွဲအောင်ဘယ်လိုလုပ်လို့ရတယ်ဆိုတော့အဝေးကြီးပါကျွန်တော်တို့အများကြီးခင်းနှောက်ကြံနေပါသေးတယ်အဲ့တော့အဲ့ဒီလိုခင်းနှောက်ကြံနေရတာကိုကျွန်တော်တို့ကပညာရေးမှာမြင့်မြင်လို့ရှိရင်ပညာရေးကိုမြင့်မြင်နေမြင့်မြင်နေမြင့်မြင်နေတကြောကြောအော်တယ်ပညာရေးကိုမြင့်ကျင်ရင်ဆရာကိုစမြင့်ရမှာပါ ဆရာရဲ့အသိဉာဏ်ဆရာရဲ့အတွေးခေါ်ဆရာရဲ့ mindset ကိုမပြုတ်ပြင်ဘဲနဲ့ပညာကြီးဘယ်တော့မှပြောင်းလဲမှာမဟုတ်ပါဘူးသူတို့ကစပြီးတော့ပြူရမယ်သူတို့ကစပြီးတော့ပြင်ရမယ်သူတို့ကိုစပြီးတော့သင်ရမယ်ခင်မီတိုးတက်တဲ့နိုင်ငံတော်ကိုတိဆောက်ရှင်လို့ရှိရင်ခင်မီတိုးတက်တဲ့ပစ္စည်းတွေကို သုံးနိုင်အောင်ဆရာကြီးဆရာမတွေကိုလေ့ကျင့်ပေးရမယ်ဆရာကြီးဆရာမတွေအားလုံးကွန်ပျူတာတက်ကြပြီလား ကွန်ပျူတာတွေသုံးနိုင်အောင်သင်ရမယ်အင်တာနက်နဲ့ကြောင်းဝင်အောင်လုပ်နိုင်ရမယ်သူတို့ကိုဗဟိုထားပြီးတော့သင်ကြားရေးစနစ်ကိုလုပ်မယ်ဆိုရင်သူတို့ကိုအရင်တက်အောင်ကျွန်တော်တို့သင်ရမယ်သူတို့တက်မှသူတို့ကပြန်ပြီးတော့ကျောင်းသားတွေကိုသင်နိုင်မှာပါကျွန်တော်မိတ်ဆွေတငယ်ချင်းတယောက်ကသမီးလေးဆိုရင်သူပြန်လာတဲ့အခါမှာသူနဲ့စကားပြောကြည့်တဲ့အခါမှာသမီးတို့ ကြောင်းစပြီးတော့တက်တော့အခန်းထဲမှာဆရာကဘာဒူမှမသိဘူးသူတို့ကြောင်းသားတွေပဲအခန်းထဲမှာရှိတယ်အဲ့တော့သူတို့အချင်းတွေကြောင်းသားတွေပဲဟိုလိုပြောဒီလိုပြောပြောနေသူတော့အဲ့တော့မှဆရာဘာဒူလဲလို့မေးလိုက်တော့ကမှဆရာကသူတို့ဂျားထဲမှာရှိနေတယ်သူတို့ဂျားထဲမှာပဲရှိနေတယ်သူတို့ဂျားတော့ခင်မီတဲ့နိုင်ငံမှာပညာသွားတဲ့တော့တယောက်ကို laptop တစ်လုံးပေါ့ဗျာ laptop လေးနေသင်ကြတဲ့ခါကျတော့အဲ့တော့မှဆရာကကျောင်းသားကျောင်းသူတိုင်းနောက်ကိုလိုက်ပြီးတော့ မင်း research လုပ်တဲ့အကြောင်းအရာကဒါဒီ line ကိုဒီလိုဝင်ဒီလိုလေးလိုချင်တယ်မင်းဒီအကြောင်းအရာကိုသိချင်ဒီမှာရှာနိုင်တယ်ဆရာကဲဒီခေတ်ဆရာကြီးရဲ့ပြောင်းလဲမှုသင်ကြားမှုပြောင်းလဲမှုကိုကျွန်တော် ပြောချင်တာပါဆရာဆိုတာစာအုပ်ထဲမှာနေမဟုတ်တော့ဘူး online ပေါ်မှာဘယ်နေရာမှာဘာကို search လုပ်ပြီးတော့ဘလူတုတေသနာလုပ်ပြီးတော့ဘလူဖတ်ရင်ဘယ်အကြောင်းအရာကိုဘလူသိနိုင်တယ်ဆိုတော့အဲ့ဆရာကအတန်းထဲမှာတယောက်ပြီးတယောက်တယောက်ပြီးတယောက်တယောက်ပြီးတယောက်ကို နောက်ကိုလိုက်ပြီးတော့ကို तू ကလမ်းညွန်နိုင်တဲ့ guide ဖြစ်သွားတယ်။ teach ပုံတော့ဘူးเนาะကျွန်တော်ပြောကြတာ teach ကကုံသွားပြီ။ guide ဖြစ်ဖြစ်သွားပြီ။ကျွန်တော်ပြောနေတဲ့ guide ကအခု guide နေတယ်ဗမာပြည်က guide နေလို့လည်းပြောတာမဟုတ်ဘူး။ရှိပြီးသားစာအုပ်ထက်ကထက်ကရေးခိုင်းတဲ့ guide တွေကိုပြောတာမဟုတ်ဘူး။တို့ guide တွေကဘာလဲ။အင်တာနက်ကိုကြောင်းကျစ်စွာသုံးနိုင်တဲ့ဘယ်နေရာမှာပါရှိတယ်ဘာဟုတ်ဘလို့မင်းဘလို့ရတယ်ဘယ်ဟာကို research လုပ်ရင်ရတယ်ဆိုတော့ကြောင်းကျစ်စွာ like guide လုပ်နိုင်တဲ့ဆရာမျိုးတွေဖြစ်သွားပြီ ဲ့တော့ဘာလဲဆိုတော့ online ဆိုတော့ပေါ်လာတယ် online education online education ဆိုတဲ့သဘောတရားကြီးပေါ်သွားတယ်ကျွန်တော်တို့ covid ဆိုတဲ့ကာလကြီးဖြစ်လိုက်တဲ့အချိန်မှာအကုန်လုံးတစ်ကမ္ဘာလုံးကမမျှော်လင့်ပဲအားလုံးရပ်ဆိုင်သွားတယ်ပညာရေးလည်းရပ်ဆိုင်သွားတယ်ဘာလို့လို့လို့အောင်မှမသိဘူးဖြစ်ကုန်တယ်ကလေးတွေပညာရေးကဘာဆက်ပြီးတော့သင်လို့သင်ရမှမသိဘူးအဲ့ဒီအချိန်မှာ online ပညာရေးကခေါင်းပြူလာ ။ online ပေါ်ကနေငါတို့သားသမီးတွေကိုဘယ်နိုင်ငံကဘယ်ပညာတွေကိုဘလို့လေ့လာရင်ဘလို့ဘွဲ့ဒီဂရီရနိုင်လဲအမြင်တွေပွင့်လာကြတယ်။အဲ့ဒီချိန်ကနေစပြီးတော့ကျွန်တော်တို့ covid ကြီးအကျိုးကျေးဇူးကြောင့်ငါတို့ကလေးတွေကိုကြောင်းမှစာသင်မှဘွဲ့ရမှပညာတက်သလားမိဘတွေကလည်းကျွန်တော်တို့ကိုမေးခွန်းထုတ်လာကြပြီ။ငါတို့ online ပေါ်ကနေပြီးငါတို့ဘာသာငါတို့ကလေးတွေကိုအိုးမကွာအိမ်မကွာ အွန်လိုင်းပေါ်ကနေပြီးတော့ teach လုပ်နိုင်တဲ့ guide လုပ်နိုင်တဲ့ဆရာတွေကိုငါတို့အားကိုးပြီးတော့သင်ကြားရင်ရောကလေးတွေပညာမရနိုင်ဘူးလားသူများနိုင်ငံတွေမှာပညာကြီးစနစ်ပုံစံပြောင်းလဲနေပါပြီအဲ့ဒါတွေကိုကျွန်တော်တို့မျက်ချိမပြတ်ဖို့လိုပါတယ်အဲ့ဒီလိုအချိန်မှာကျွန်တော်တို့ကကြောင်းကိုကြောင်းတဲ့ချိန်ကိုလာအဲကြောင်းမှာဆရာတင်တာကိုနားထောင်ပြီးလို့ရှိရင်ပြန်ပြီးကျူရှင်ဆက်သွား ဒီလိုနဲ့ပဲပညာရေးကြီးကိုကျွန်တော်တို့ကလဲပတ်နေမယ်ဆိုလို့ရှိရင်အဲ့ဒါတခုခုလို့ကျွန်တော်တို့လွဲနေဦးမှာပါပဲကျွန်တော်တို့ဒီခေတ်ကြီးမှာရိုးရိုးပညာရေးဟုတ်တာပေါ့ formal education informal education ဆိုပြီးတော့ကျွန်တော်တို့ရှိတဲ့အခါမှာကျွန်တော်တို့ရိုးရိုးပညာရေးအတိုင်းမဟုတ်ဘဲနဲ့ကျွန်တော်တို့ online ကနေသင်ယူနိုင်တဲ့ပညာကြီးအများကြီးရှိနေပါပြီကျွန်တော်မိတ်ဆွေသမီးလေးတယောက်ဆိုလို့ရှိရင် online ကပဲဘာသာစကားသူတက်ချင်တဲ့ ထိုင်းဘာသာစကားအွန်လိုင်းကပဲသင်တယ်ကဲဘယ်ဆရာကြီးမှလည်းသွားမသင်ဘူးသွားသူအွန်လိုင်းဖွင့်နေ YouTube ဖွင့်နေနားထောင်နေ YouTube ကနေတခုတဖြည်းဖြည်းတဖြည်းဖြည်းတောင်းအောင်တောင်းအောင်တောင်းအောင်သင်ပြီးတော့အခုတော်တော်လေးကျွမ်းကျင်သွားတယ်ကျွမ်းကျင်သွားတဲ့အခါမှာဘာဖြစ်သွားလဲထိုင်းစကားကိုတော်တော်လေးပြောတတ်သွားတယ်ပြောတတ်သွားတော့ဘာဖြစ်လဲသူ့အကျိုးတရားကဘာဖြစ်လဲထိုင်းမှာသွားပြီးတော့အလုပ်လုပ်တဲ့အခါမှာအခုဆိုလို့ရှိရင်ထိုင်းဆေးရုံကြီးတေဟိုမှာတကယ်စကားပြန်ဖြစ်ပေါ့နော်လဆာကောင်းကောင်းနဲ့ ရတဲ့အနေထားကိုရောက်နေပါပြီ။သူထိုင်းစကားအတွက်ကိုဘယ်သင်္นานမှသူမတက်ဘူးပါဘူး။ဒါပေမဲ့သူ့အဖေကိုတိုင်ပြောတာသူကိုနိုင်ကိုကလေလာခြင်းနဲ့စိတ်ရှိတယ်၊တည်ယူခြင်းနဲ့စိတ်ရှိတယ်၊ဝါသနာပါတယ်။ဒါကြောင့်မို့လို့သူကိုတိုင် self study လုပ်ရင်းနဲ့ဒါကိုတတ်သွားတာ။ကျွန်တော်တို့ဒီခက်မှာကလေးတွေလိုလာပါပြီကျွန်တော်တို့လူငယ်တွေသားသမီးတွေ self study လို့ကျွန်တော်ပြောပါတယ်အရာရာမှာကိုယ့်ကိုယ်ကိုအားကိုးပါ ကို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 တိုင်လေးလာအားထုတ်နိုင်အောင်ကြိုးပမ်းနိုင်ကြကြိုးပမ်းကြပါကျောင်းတွေကမသိဘူးမသိဘူးအပြစ်ချမနေနဲ့တော့အပြစ်တင်မနေနဲ့တော့သူပညာရေးစနစ်ဒီသူစတင်တိုင်းသူဘီတိုင်းသူကသူလဲနေမှာပဲအဲ့ဒီလဲနေတာကြီးကိုငါတို့ကမကြိုက်ဘူးလားငါတို့ကဖောက်ထွက်ခြင်းသလားငါတို့ဘာသာငါတို့ရတဲ့နီးနဲ့ငါတို့တနေရာနေဖောက်ထွက်လိုက်ပါအင်္ဂလိပ်စာတတ်ခြင်းသလားအင်္ဂလိပ်စုပြောတတ်ခြင်းသလားကောင်းကောင်းကြွညွန့်ခြင်းခြင်းတတ်တယ်ညလား တရုတ်လိုတတ်ချင်လားဂျပန်လိုတတ်ချင်လားထိုင်းလိုတတ်ချင်သလားကျောင်းနေမတင်ပေးနိုင်ပါဘူးမတင်ပေးနိုင်တာကိုကျွန်တော်တို့ကဒီဘီထဲမှာလေးပြီးတော့ဒီတိုင်းပဲအချိန်ကြီးအကုန်ခံနေမယ်ဆိုရင်ကျွန်တော်တို့အချိန်ကြီးပုတ်ပါတယ်အဲ့တော့ဖောက်ထွက်နိုင်တဲ့အစွမ်းရှိအောင်ကြိုးစားပါဖောက်ထွက်တတ်အောင်လုပ်ကြပါဘာသာစကားကိုယ့်ကိုအပြင်ဖောက်ထွက်ပြီးလေ့လာပါကွန်ပျူတာပညာအပြင်ဖောက်ထွက်ပြီးလေ့လာအောင်လေ့လာကြပါနော်အခု AI ခေတ်ဖြစ်လာပြီ အရင်ခေတ်မှာလူတွေတော်တော်များများအလုပ်တွေပြုတ်တော့မယ်ပြုတ်တော့မယ်ပြုတ်တော့မယ်ဆိုပြီးတော့လူတိုင်းအကုန်လုံးကစိုးရင်တန်တရားတွေဖြစ်လာပြီဒါပေမဲ့ AI ခေတ်မှာအလုံးမပြုတ်နိုင်တဲ့ဤသည်ကွန်ပျူတာမှာကုတ်ရေးနိုင်အောင်ကြိုးစားကြပါလို့ကဲကမ္ဘာဘီလီယံနာကြီးတွေတောင်တိုက်တွန်းလာပြီနော်လူငယ်တွေအလုံးမပြောက်ချင်ရင်အနာဂတ်ကောင်းချင်ရင်ကုတ်နိုင်အောင်ရေးကြပါကုတ်ပိုင်အောင် လုပ်ကြပါလို့ အခုလမ်းညွန်လာလာပါပြီအဲ့ဒါတွေကျွန်တော်တို့သတိထားမယ့်အချက်တွေပါအဲ့တော့ကျွန်တော်တို့ဟာသူများချပေးတဲ့လမ်းအတိုင်းဟာလာဒီတိုင်းနဲ့ဒီဘီတိုင်းသွားပြီးတော့ဘာလို့မလဲဖွဲရပြီးရင်အလုတ်လက်မဲ့ဘာအလုတ်မှလည်းမရှိဘူးဟာလာဖြစ်သမျှအလုတ်ကလေးရသမျှအလုတ်ကလေးဥပမာပေါ့ဗျာမဆိုင်တဲ့အလုတ်တွေပေါ့စီဝါရေးဘွဲ့ပါရကရခဲ့တဲ့လူကအပြင်မှာဈေးရောက်နေရတဲ့အဖြစ်မျိုးတွေပေါ့စီဝါရေးဘွဲ့ရတဲ့လူက ကြောင်းစရာဝင်လုံနေရတဲ့အဖြစ်ဒီပေါ့ဒီလိုအဖြစ်မျိုးတွေကနေကျွန်တော်တို့ကင်းကွာခြင်းကိုသားသမီးကိုလည်းကိုယ်တိုင်ကပြိုးထောင်ပါဘယ်လိုပြိုးထောင်မလဲခုနကကျွန်တော်ပြောသလိုပေါ့ကြောင်းစရာကြောင်းဒီကြောင်းဆိုတဲ့ဘင်းကြီးအတွင်းကိုလိုက်ပြီးတော့လဲပတ်နေမယ်အစားဖောက်ထွက်ကြည့်ပါ ဖောက်ထွက်လိုက်ပါကျွန်တော်တို့အပြင်ကနေပြီးတော့ကျွန်တော်တို့ခလေးတွေကိုကျွန်တော်တို့ဘာတွေသင်ပေးဖို့လိုမလဲဘာတွေကျွန်တော်တို့လေ့လာနိုင်အောင်စီစဉ်ပေးဖို့လိုတယ် ဒီခေတ်မှာလေးလာတင်နေစောင်းတွေအများများပါတယ်။ပြောမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ရင်းချက်တွေလည်းအများကြီးရှိပါတယ်။ဟိုကမရဘူး၊အင်တာနက်မရဘူး၊ဘာအခက်အခဲရှိတယ်၊ညာအခက်အခဲရှိတယ်။ဒါတွေကညီးမယ်ဆိုရင်ဘယ်သူမှဘာမှလည်းဖြစ်လာမှာမဟုတ်ပါဘူး။အင်တာနက်မရတာအစားအင်တာနက်ရအောင် ဖောက်ထွက်ကြရပါတယ်။ဟိုလိုင်းသုံးမရဘူး၊ဒီလိုင်းသုံးမရဘူး၊သုံးရအောင်အစားဘယ်လိုနည်းနဲ့သုံးရင်ရမယ်ဆိုပြီးတော့ဖောက်ထွက်လာကြပါတယ်။ဖောက်ထွက်ပြီးတော့သုံးကြပါတယ်။ ဒီလိုနည်းတွေနဲ့ကျွန်တော်တို့ဟာကျွန်တော်တို့ဘဝတွေကျွန်တော်တို့လူငယ်တွေဘဝတွေကျွန်တော်ပြောချင်တဲ့ခုနပြောသလိုဆရာတွေဆရာတွေကလည်းကို line ကိုကိုဖောက်ထွက်ပြီးတော့ကိုအသည့်တရားနဲ့ငါတို့ဟောလို့ဖောက်ထွက်ခဲ့ကြတယ်ငါတို့ခစ်တီတော့ငါတို့ဓာရီလုတ်ခဲ့ကြတယ်ငါတို့တွေတော့ငါတို့ဒီလိုတွေသင်ခဲ့ကြတယ်ဆိုတာလေးတွေကိုကျွန်တော်တို့သမိုင်းမှတ်တမ်းလေးတွေရေးခဲ့တာပါရေးထားကြပါတစ်ချိန်ချိန်မှာကျွန်တော်တို့ပါ ဲ့ဒီသမိုင်းမှတ်တမ်းတွေကကျွန်တော်တို့အတွက်အများကြီးအသုံးဝင်လာပါလိမ့်မယ်ကျွန်တော်ပြောချင်တာတော့တော့ပါပဲဒီနေ့ကျွန်တော်ပြောချင်တဲ့ဒီအကြောင်းအရာလေးတွေကိုဒီလိုပြောနိုင်အောင်အစရရရာကူညီပေးတဲ့မြမစာပေ page ကိုအထူးကျေးဇူးတင်ပါတယ်